ကြီးသက်ဒီအခုကလေးတွေကစားတာလေဟိုကျွန်တော် ပြောမယ်ဟိုဆွမ်းဖွဲ့ကောင်းတာဗောနော်ဟိုကလေးတွေရဲ့စိတ်ဓာတ်တွေကောင်းမှုမကန်ကျင်တဲ့စိတ်တွေနဲ့ကစားရတဲ့ကြိုးစားအားထုတ်မှုတွေရောပြည်သက်တွေကဟိုအရင်ကျွန်တော်တို့အခုဟိုဟိုညီလေးတို့ကြည်ရသလိုပရီးမီးယားလိကြည်ရသလိုလာလီဂါကြည်ရသလိုအဲ့လိုမျိုးဟိုကစားနေတယ်ဆိုတော့ကလေးလေးတွေကအတိုင်းမဲ့ဟိုကလေးတွေဆိုတော့အတွေ့အကြုံတော့လူသေးတာဗောလေအဲ့တော့ဟိုအားနဲ့မှန်နဲ့ကစားတော့ပြည်သက်တွေကသူတို့စိတ်ဝင်စားလာတာဗော ောင်တီးရပဲပြန်ထားတယ်ပြအောင်တီးရကဲကဲနေဂိုးပြီခမကဲ ਉਹ လှပတေတလုံးနဲ့သွင်းကိုတကိုးပါပဲခမအောင်တီးဟာတင်းအောင်တော့ပြပြပဲတောင်းဝင်ကျေသွားနေဟုတ်ကဲ့ဟိုကျွန်တော်တို့ဟိုအခုပလန်နေဆွဲပြီးပါပြီဟုတ်ကဲ့ကျွန်တော်တို့ဘယ်ဒီဟိုကမ drive train နေလေးဘယ်ဟိုသွားမယ်အဲကျွန်တော်တို့ EFL ကံမယ်ပြီးရင်ကျွန်တော်တို့ဟို sorry နော် EFC ကဟို EFC ဘတ် ကံမယ်ကံမဲ့အချိန်မှာကျွန်တော်တို့ဘေးနိုင်ငံကိုသွားရမယ်ဆိုတာကျွန်တော်တို့ပလန်ဆွဲပြီးပါပြီဟုတ်ကဲ့ Make it sick chat man gonna get some me day Still the again ဇာနဲ့ချိုးချော်ထားလို့ကလင်းလူကြီးများအတွက်ဆိုကိုကိုပဲเนาะဟုတ်ကဲ့အဲကျွန်တော်တို့ကကလေးလေးကိုခုနကပြောဆိုစိတ်ကောင်းထားအောင်တင်စိတ်ကိုကျွန်တော်အရင်တင်လိုက်တာပါ တင်လိုက်တယ်သူတို့ဟိုရဲ့စိတ်လေးတွေပြောင်းလဲလာအောင်ဆိုစိတ်ကောင်းထားရတယ်သူတို့ကအမှကျွန်တော်တို့ကိုပြန်ပြီးတော့လေးစားလာလေးစားလာတော့ကောင်းလဲကောင်းတော့လေအာယုံလဲစိုက်တာစိုက်လဲစိုက်တော့ကျွန်တော်တို့ကပွဲကိုရှိုးရင်အာယုံမင်းစိတ်မငြိနဲ့အာညီလေးတွေငါတို့အ21လီရှုံးသွားလဲဘာမှမဖြစ်ဘူးလားအာလို့အဲငါတို့နိုင်ကုန်နိုင်မယ်နိုင်ကုန်နိုင်မယ်ဆိုအဲ့ကျွန်တော်တို့ဟိုဒီအာယုံစိုက်ဖို့ပဲပြောတာပေါ့နော်ပြောတော့သူတို့ကလည်းကျွန်တော်တို့ခိုင်းနေတိုင်းလှုပ်တယ်ဝင်းထဲမှာလာကျွန်တော်တို့ဒီ ခြေသပွဲအောင်တာကျွန်တော် generation gap ပေါ့နော်ထိုင်းကိုသွားရတဲ့အရန်ကောင်းသွားတယ်ထိုင်းရဲ့ကျွန်တော်တို့ China ရဲ့သွားရတဲ့အရန်ကောင်းထိုင်းဆိုရင်ကျွန်တော်တို့ကရမနာကိုလေပွဲက၄ရက်စတိုင်စက်ကစားအဲအဲ့ရဒန်းနဲ့အဲ့ရဟွာတွေကိုလေအားတွေကိုလေရတာပေါ့နော်ဘာလို့အဲ့တော့ကျွန်တော်တို့က physical မကောင်းဘူးလို့ဘာဖြစ်တယ်လို့ဒီ physical နည်းတယ်လို့ဟိုကျွန်တော်တို့ဒီမှာမြင်နေရတာဟိုမြင်နေရအဲ့မှာထိုင်းမှာသွားကစားလိုက်တဲ့အချိန်မှာအဲ့ physical လုံးဝကောင်းနေတိုင်းလေ၄ရက်စက်တိုက်ကစားရတာကလေးတွေ အရန်ကောင်းွာအဲ့မှာသူကကျွန်တော်တို့ခန္ဓာရင်ရှိွားပြီးရပြီးသူကောင်းတာအဲ့မှာကျွန်တော်တို့တရုတ်ကနော်ခြေစမ်းမွဲလာကတော့ဖိတ်လိုက်တယ်ဖိတ်လိုက်တော့အဲတော့ရပထမဘွဲမှာတော့ကျွန်တော်တို့ရာဇီဥရုအနေထားကြောင့်မို့ကြီးပန်းတာနဲ့ရှုံးသွားတယ်အဒုတိယဘွဲမှာကျွန်တော်တို့ပြင်ဆင်ကြတယ်ကျွန်တော်တို့နီးပြဖွဲ့တယ်ကျွန်တော်တက်ကနီယာတိုင်းကလာတယ်ကျွန်တော်တို့ဒါတွေဒါတွေလုပ်မယ်ဒါတို့ကစားမယ်ဆိုတော့အဲ့လိုဟိုဘူးဒုတိယဘွဲမှာနိုင်တဲ့အချိန်မှာ ကျွန်တော်တို့ကအဲ့စိတ်ဘောနော်အဲ့မခံနိုင်တဲ့စိတ်ကအခုကျွန်တော်ဒီအာရှဖလာဟို AFCC ဘောနော် AFCC ပါလာတာအဲ့စိတ်စိတ်ဘောနော်အဲ့ဒါကြောင့်မို့ကျွန်တော်ခြေစစ်ပွဲအောင်ခဲ့တာပါဟုတ်ကဲ့အာဟုတ်ကဲ့ကျွန်တော်တို့ကဟို၃လပိုင်းကနေစတာဗောနော်အဲကလေးတွေက Academy ចောင်းသားတွေဗောကလေးမိចောင်းသားတွေဆိုတော့နုငယ်သေးတယ်ဗောနော်အဲကျွန်တော်တို့ဟိုအတွေ့အကြုံရှိတာဆိုခုနအသင်းကောင်းသောအောင်ပြီးဟာရယ်နံပါတ်၄မြူခန့်ကျော်ရယ်အဲညီညီတန့်ရယ် အနောက်ထွက်ဝေရန်ဘိုးသမား၄ရောက်လောက်ပဲအတွေ့အကြုံရှိတာပေါ့နော်အဲဒါသူတို့လည်းတနေ့သားပဲရှိရပေါ့အစကင်ကသားတော့ကျွန်တော်တို့ကလေးတွေဟိုဒါငယ်တော့လေသူကလည်းမကန့်ကျင်ကြဘူးဒါဒါပဲကျွန်တော်တို့ကဟိုသူတို့စီယုံပြီးတော့ပြောတာပြောတော့သူတို့လည်းအဲ့မှာကျွန်တော်တို့ဝါပြူတာပေါ့နော်ဟိုလေးသားလာတာပေါ့လေးသားလာတဲ့အတွက်အဲ့မှာကျွန်တော်တို့အသင်းလေးကလည်း ရက်20လောက်ပဲပေါ့နော်ကျွန်တော်လေ့ကျင့်ပြီးပြီးချင်းကျွန်တော်တို့21လီးကိုဝင်ကန်လဲအဲပထမဦးဆုံးပွဲမှာကျွန်တော်တို့ဒီဂျူနီယာလိုင်းယွန်းနဲ့ပေါ့နော်အဲကျွန်တော်တို့ကစားတယ်အဲကျွန်တော်တို့ဒီကွန်ဘတ်ဒီဖန်နဲ့ပဲကျွန်တော်တို့အစတည်ရတာပေါ့ကလေးတွေဆိုဒီဖန်အဲမှာကျွန်တော်တို့2-1နဲ့ရှုံးသွားတယ်အဲမှာအဲဟို21လီးပါပေါ့ဟုတ်ကဲ့အဲအဲ21လီးကစားတဲ့အတွက်လဲအဲဒီအတွေ့အကြုံတွေအကောင်တော်တော်ရပါတယ်ဟုတ်ကဲ့အဲကျွန်တော်တို့အခုကလေးတွေကိုလည်းကျွန်တော်တို့ဟို စီယုံပြီးပြောတာပါလေငါတို့အုပ်စုက၄သိန်းနဲ့ကံမှာနှစ်ပွဲနိုင်ဝကတ်ရောက်ပြီးအဲ့တော့အနေထိုင်လေးဆင်ခြင်ကြပါအဲငါတို့အောင်အောင်ကိုအောင်အောင်မယ်ဆိုတဲ့စိတ်တော့ကျွန်တော်တို့အခုဟိုပြီးခဲ့တဲ့မနေ့ရပဲပေါ့နော်ကျွန်တော်တို့တန်းစီပြီးတော့ကလေးတွေပြောပြီးတော့ပြန်လွှတ်လိုက်တာပါအဲသူတို့လည်းယုံကြည်မှုရှိတယ်အလုပ်မယ်ဆရာအဲကျွန်တော်တို့အဲသူတို့ပြောပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီမှာပြောင်းလဲခဲ့ရဆိုတော့ကျွန်တော်ကတော့ဟိုကလေးတွေဟိုစိတ်ကောင်းထားဖို့ရင်သင်တာပါ အစိတ်ကောင်းတာအစိတ်ကူဘယ်မှဟိုဟာဟိုမဖြစ်နိုင်နဲ့စိတ်ကလေပျက်စီးလွယ်တယ်လေကလေးတွေဆိုတော့အဲ့ဒါအဲ့ဒါနဲ့ကျွန်တော်တို့ထွေနေနေပါလိမ့်မယ်တရားသင်တော့တို့ကကျွန်တော်တို့ညာတိုင်းတန်းစီတန်းစီတဲ့အချိန်မှာကလေးတွေကလိုက်နာလာတာပေါ့နော်လိုက်နာလာတဲ့အချိန်မှာဒီတို့ကိုတို့အဲ့ကစားတယ်ကျွန်တော်တို့အသက်ကလည်း9နှစ်6နှစ်လောက်กว่าတယ်လေကစားတယ်ဒီ21လေးမှာကစားကလေးတွေကအဲကစားရင်ကစားနေသူတို့ကိုဗီဒန်ရှိလား ာပထမကြော်မှသူလေးဝင်၅ဘွဲလောက်ဇက်တက်ရှုံနေအဲနောက်နောက်ပွဲတွေကြော်နိုင်လာတော့သူတို့သူတို့ကိုသူတို့ယုံကြည်မှုတွေရှိလာပြီးတော့ကစားရတယ်။ကစားရင်လည်းကျွန်တော်ဒုတိယကြော်ထပ်ကစားရတယ်။အဲနောက်ဟို player အသစ်တွေကျွန်တော်ယူရတယ်ထပ်ထပ်ထည့်ရထပ်ထည့်ပြီးကျွန်တော်တို့ကစားရအဆင့်ချုံနေရအောင်ရောက်ခဲ့တာပေါ့။ဟုတ်ကဲ့။ဟုတ်ကဲ့ကျွန်တော်တို့ထွေးနေမှာကျွန်တော်တို့ရဲ့နီးပြားအဖွဲဝင်အဖွဲတွေပေါ့နော်။ကောင်းပါလေကျွန်တော်တို့ဒီ Japan Nissan Rider ရဲ့အဲနောက်ကျွန်တော်တို့ analyze ဂျပန်တယောက်ရဲ့ controlling ကောင်းပါတယ်ကျွန်တော်တို့ training ဒီမှာဒီချာလေးပြင်ဆင်တယ်ကျွန်တော်လူတွေဒီဒီဘွဲမှာငါတို့အာ hybrid တော့မှာပေါ့နော်ဒီဘွဲ hybrid တော့မှာငါတို့ဒါတွေကိုအဲ့လိုကျွန်တော်တို့နှစ်ရက်လောက်စက်တိုက်လေ့ကျင့်ပါတယ်အဲ့လိုလေ့ကျင့်တော့ဒီဘွဲမှာငါတို့ကတော့ဟိုခက်တယ်ခက်တယ်ဆိုလို့ရှိရင်ငါတို့ဟိုကွန်ပျူတာဖန်နဲ့ကစားမယ်အဲဒါမိုးလေးတွေပေါ့နော်ကျွန်တော်တို့ပြင်ဆင်တယ်ပြင်ဆင်တဲ့အချိန်မှာကလေးတွေရအောင်စူးစိုက်မှုကောင်းတဲ့အတွက်ကောင်းတာပါ ကလေးတွေအဲ့မှာကျွန်တော်တို့လုတ်တယ်လုတ်ချင်းနဲ့ဟာဟိုသူတို့ဝင်အောင်လုပ်နိုင်တယ်အဲသူတို့တော့ချီကျူးရမှာပါလေးစားရမှာကျွန်တော်တို့လေးစားပါတယ်ကလေးတွေကိုဟုတ်ကဲ့ဟုတ်ကဲ့အခုလိုအားပေးတဲ့ပြည်သက်ကြီးကိုကျေးဇူးတင်ပါတယ်လို့အဲနောက်နောက်လဲကျွန်တော်တို့ဒီခြေစပွဲအောင်ဟိုကတက်ကစားနိုင်အောင်ကျွန်တော်တို့ကြိုးစားပါမယ်လို့ပြည်သက်ကြီးကို